ဟယ်လိုအားလုံးပဲမင်္ဂလာပါကလင်း YouTube Channel နဲ့ဒီဒီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကလင်းဖြစ်ပါတယ်ကလင်းရဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာရှိသောညာ Channel ကိုပိုင်ဆိုင်ပါစီလို့ကလင်းမဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာโอเคပါပရိသတ်ကြီးတို့ရေအခုဗီဒီယိုတွေကတော့ကျွန်တော်တို့ဒီပေါ့နော်ဒီ April ပေါ့နော် April ရှိရကျွန်တော်တို့ဒီအင်္ဂါနေ့အတော့ပေါ့နော်လက်ရှိမှာတော့ကျွန်တော်တို့ကဒီ April 7ကပိတ်ရလေးရှိသွားတယ်ဆိုတော့ဒီအင်္ဂါနေ့ကတော့ကျွန်တော်ပြောမှာဆိုပုံမှန်ဆိုတော့ဒီကောင်လေးကအမှန်ဆိုရင်ဒီကောင်ဆက်ပေးနေကြပါပေါ့နော် ဒါပေမဲ့ပိတ်ရတဲ့ရခံရတဲ့အတွက်ဘာမှမဆိုတော့ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကဆက်ပေးမယ်လို့ယုံကြည်တော့ရောက်ဒီဥစ္စာလေးကိုပြပပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အခုပြပပေးသွားမယ့်အရာလေးကတော့ကီဟင်းလေးရယ်ပရဟင်းလေးဖြစ်ပါတယ်ခင်ဗျာအော်ဂျာဖက်ပြောပါဦးမယ်အာမကြခင်မှာပေါ့နော်ကျွန်တော်တကြံပြီးမှပဲကျွန်တော်အနေနဲ့ဒီအလူပေါ့နော်ဒီစကိုင်းမှာတောင်းလို့မယ်အလူမှာကျွန်တော်တို့ဘယ်နေရာမှာဘယ်လိုလုပ်ကလေးဥစ္စာကိုကျွန်တော်မှတ်တမ်းတပုံလေးပို့ပေးမှာဖြစ်ပါတယ်မှတ်တမ်းပို့ပါပေါ့နော် ဓာတ်ပုံရိုက်လာတာတွေဗီဒီယိုရိုက်လာတာတွေဝင်ကြောင်းနေတင်ပေးတော့မှဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လူကိုယ်တိုင်မပါဖြစ်လို့ပေါ့နော်လူကိုယ်တိုင်မလိုက်သွားဖြစ်ဘူးကျွန်တော်နဲ့တည်းအခုပဲသွားတယ်ပေါ့နော်သူကတကြံကြော်မှပြန်လာမှဆိုတော့အဲ့ဒီနေရာမှာသူကြောက်လို့မှဆိုတော့သူပြန်လာမှပဲကျွန်တော်မှတ်တမ်းမှတ်ရအောင်နဲ့ကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်တင်ပေးပါမယ်ခင်ဗျာကျွန်တော်တို့ဘယ်လိုလူခဲ့တယ်ဘယ်လိုလုပ်ခဲ့တယ်ဆိုတာပြပေးတော့မှဖြစ်ပါတယ်โอเคအဲ့တော့အခုကျွန်တော်ပြောချင်တာတစ်ခုကတော့ကျွန်တော်တို့ဒီ April 10ရက်နေ့မှာတော့ကျွန်တော်တို့က ပုံများဆိုတဲ့ကိဟင်းလေးရဲ့ငားဆိုတဲ့ကိဟင်းလေးရဲ့ခွန်ဆိုတဲ့ကိဟင်းလေးရဲ့ဒီမိတ်ဆွေတို့စီကိုသူကကိဟင်းဖြစ်ဖြစ်ဖြစ်မဖြစ်ဘရဟင်းဖြစ်သူကလာပေးလိုက်ပါမယ်အဲ့တော့ကျွန်တော်เนี่ยဘယ်လိုရမလို့ဒီကိုလုံးလို့ရလဲဆိုတော့ကျွန်တော်ပြောရမယ်ဆိုတော့၃ည၃ည၃ဆိုတဲ့အရာလေးရှိမယ်၃ည၅ဆိုတဲ့ဟင်းပွဲလေးရှိမယ်ဗျပြီးတော့၃ည9ဆိုတဲ့ဟင်းပွဲလေးရှိမယ်ဗျပြီးတော့ကျွန်တော်အနေနဲ့ငား၅ဆိုတဲ့ဟင်းပွဲလေးရှိမယ်90ဆိုတဲ့ဟင်းပွဲလေးရှိမယ်ဗျပြီးတော့90ဆိုတဲ့ဟင်းပွဲလေးရှိပါမယ် ပြီးရင်တော့ကျွန်တော်တို့အနေနဲ့က83ဆိုတဲ့ဟင်းပွက်လေးရှိမယ်88ဆိုတဲ့ဟင်းပွက်လေးရှိမယ်90ဆိုတဲ့ဟင်းပွက်လေးရှိပါမယ်ဒါလေးကတော့ကျွန်တော်တို့က April 8ရက်အင်္ဂါနေ့တင်ရစာနေ့လယ်သုံးဖုံညနေပေါ့နော်နေ့လယ်မှာဖြစ်လာခရင်တော့ညနေကိုကျွန်တော်တို့ကအသစ်သွားမယ်နေ့လယ်မှာမဖြစ်လာခဲ့ဘူးဆိုတော့ညနေမှာတော့ဒီအရာလေးကိုပြန်ပြီးလုပ်ပေးဖို့မိတ်ဆွေတို့ကိုကျွန်တော်အနေနဲ့ပြောကြားလိုပါနဲ့မကြခင်မှာကျွန်တော်တို့နော်တောင်းရောက်လှူဒါန်းမဲ့နေရာမှာကျွန်တော်တို့နဲ့မှတ်တမ်းဗီဒီယိုလေးနဲ့တော့ကျွန်တော်နော်မှတ်တမ်းလေးတွေရလာတဲ့ခါကျရင်ကျွန်တော်အားလုံးကိုတင်ပေးသွားပါမယ်ဒီလက်ရှိချိန်မှာတော့ကျွန်တော် ပြီးရင်မှတ်တမ်းမဲ့ရာနဲ့ဘလောက်ရခဲ့တယ်ဘလောက်ရတာကိုဘလောက်ကျွန်တော်တို့အကုန်ထုတ်ခဲ့တဲ့အကြောင်းကိုကျွန်တော်အနေနဲ့ပြပေးသွားမှာဖြစ်ပါတယ်မကြခင်မှာကြီးညာပေးပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ပြီးတော့ဒီတစ်ပတ်တော့ကလင်းစီယာနေတီးတန်ပညာကြီးနဲ့စပို့ပြီးတော့တီးတန်နော်အင်ကာနေမှာဆိုလဲဒါအီပရက်ရှင်နေမှာဆိုလဲကျွန်တော်အနေနဲ့အကြိုက်နှစ်သက်ဆုံးဗရိတ်ပေါ့နော်ဗရိတ်ဟင်းရဲ့ပြီးတော့ရှယ်ဟင်းပွဲရှိရပါတော့တကယ်လို့များမိတ်ဆွေတို့စိတ်ဝင်စားလေဆိုတော့ပညာကြီးစပို့ပြီးတော့ live လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးနေပါတယ်ဒီတစ်ပတ်တော့ကျွန်တော်အဖွဲ့ဝင်အစ်တွေကိုလက်ခံနေပါပြီနော်ကဲအားလုံးပဲ အဖွင့်နေပါတယ်ရှန်ဟင်းပွားကြီးနဲ့အောင်မြင်ခြင်းတဲ့လူတွေဘရဟင်းကြီးနဲ့အောင်မြင်ခြင်းတဲ့လူရှိတယ်ဆိုရင်တော့ကလင်းရဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာဒီထဲမှာထည့်ပေးထားပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ